တရားရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ဘတ်ထမအူဆုံးကျတော့ကချင်ပြည်နယ်ရဲ့စစ်တရင်နဲ့အရင် update လေးလုပ်ပေးခြင်းနဲ့ဘတ်ထမအူဆုံးဖက်ကလန်းကိုတက်လာတဲ့စစ်ခွေးတွေအကြောင်းပြောခြင်းနဲ့ April 25ရက်နေ့တုန်းကတက်လာခဲ့တဲ့စစ်ခွေးတွေဟာကာမိုင်းနဲ့ဖက်ကလန်းတလန်း အင်းတော်ကနဲ့ဖကလန်တလန်ဒီနလန်နဲ့ပဲတက်လာတယ်ဒါပေမဲ့အခုကတော့ဘလို့ဖြစ်လာလဲဆိုတော့ဥမူဥပင်းမှာ KIAD နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနေမှပိတ်ဆို့တိုက်ခိုက်တာတွေရှိတယ်တေးသွားတာတွေအများကြီးရှိတဲ့အတွက်အကြောင်းအခုကစစ်ခွေးတွေအီအားထပ်ဖြစ်ပြီးမှ drone တွေနဲ့ကင်းထောက်တဲ့ drone တွေကိုသူတို့သွားတဲ့လမ်းတစ်လျှောက်လုံးမှာပစ်ခတ်တဲ့အတွက်အကြောင်းလေးရက်နေကတော့စစ်ခွေးတွေကဒီမူဥပင်းကနေမှကပ်မော်ဘက်ကိုပြန်ရောက်သွားပြီဆိုတာသိရတယ် ကျွန်တော်ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူစစ်တွေကတခြားနေရာမှာရှိတဲ့စစ်တပ်တွေထက်ပိုပြီးမှအခွင့်အရေးရှိတယ်။ပြည်သူစစ်ပဲနော်။ဒါကြောင့်မှစစ်ခွေးတွေထက်အခွင့်အရေးရှိတယ်။ drone တွေကိုဖော့ဖော့တီတီတုံးနိုင်တယ်။ အခုဒီဖကန်ဘက်ကိုတက်လာခဲ့တဲ့စစ်ခွေးတွေကလည်း drone တွေနဲ့ကင်းထောက်တယ်ပြီးလို့ရှိရင်သူတို့သွားတဲ့နဘေးတွေမှာအားလုံး drone နဲ့ဘုံလိုက်ချပေးတယ်အဲ့လိုနဲ့သူတို့ကတ်မော်ကိုရောက်သွားတယ်အခုကတ်မော်မှာရှိတဲ့ကျတို့ဖျားကြောင်းမှာသူတို့ကစခန်းချနေတယ်ဆိုတာသိရတယ်ဒါပေမဲ့မနေ့ကတော့တိုက်ပွဲပြင်းပြင်းထန်ထန်တိုက်ခိုက်မှုရှိတယ်ကျတို့ KIA ဘက်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်ကြောင့်နှစ်ဖက်အကြအဆုံးအတော်များတယ်လို့တော့သိရတယ်ပြီးတော့အခုဒီဘမွန်ဘမွန်မှာ အခုတွင်ထွက်နေတဲ့ဒီအေအေကိစ္စနဲ့လဲကျမတယောက်နဲ့တော့ရှင်းတာလဲကုံကုံမကုံနိုင်တော့ဘူးအဲ့ထဲမှာကျမလဲအထင်ကြီးတဲ့ CDM ဘူကြီးတယောက်ကနေမှလဲသူဒီ27ဒေါ်လာရေးမှာကျွန်တော်ဒေါ်လာရေးတွေအားလုံးဟာပူပေါင်းပြီးတိုက်ပွဲဝင်နေတယ်ဆိုတော့ကိုသူမသိတာလားတော့မသိဘူးဒီအရခတတော်ဒီကိုဘမောကိုပို့ရဆိုတဲ့ကိစ္စလဲသူ၃လခါအခု online ကနေသူကိုယ်တိုင်ပြောနေတဲ့အတွက်ကြောင့်စိတ်တော်မကောင်းဘူးဘာကြောင့်ကြွတ်စိတ်မကောင်းဘူးလို့ပြောတယ်လဲ ဆိုတော့အစကတည်းကအရခတ်တတော်ဒီသူတို့ရဲ့ရခိုင်ပြည်နယ်မှာတိုက်ပွဲမဆင်ကနွယ်ကတည်းကကျွန်တော် KIA ဘက်မှာရှိပြီးသားဖြစ်တယ်ဒီကိစ္စကိုဆက်မပြောခင်ဗီဒီယိုတော်တော်လေးထပ်နှထောင်ကြည့်အောင်နော်ထုံမြနိုင်ကို KIA ကခရီးတတားတထောင်လောက်ပို့ပြီးပါဆိုထုံမြနိုင်ပို့ပြီးအဲ့ဒါဒေါ်လာတန်း20ပေးရတယ်လို့ပြောတယ်เออตัวละตั้ง20เนี่ยก็ทุเรศไหนเราปัดสั่นยาวอ่ะครับทุเรศไหนวิดีโอคอลเนี่ย AA ดิฮะเนี่ย အဲကဲရငါတို့ရဲ့ကျေးဇူးရှင်ဖြစ်တယ်အဲ့ဒါဗမောတိုက်ပြီးတော့တဲ့သူတို့လက်ဆောင်ပေးပါအဲ့အသေးခံတိုက်ပါအဲ့ဗမောအဲ့သူအဲ့လိုပြောတယ်ဗီဒီယိုတကန်းကနေသူပြောနေရပါတော့နော်ဟိုကောင်တည်းကတော့အသေးခံချောက် အဲ့တော့သူလူသားတော့အီအီတွေကတခါရနေသူချင်းပြီးနေပတ်ပြီးဒီရောဆောဘက်ကနေဟိုဘက်ကတက်သွားဒီကောင်တွေတက်သွားပြီးတော့အခုဗမောဟိုရောက်တယ်ညရောက်တယ်လို့ပြောတယ်အဲ့တော့ဗမောကတိုက်ပွဲကကြီးလာမယ်အဲ့တော့ဗမောကယူဆိုင်ရမယ်အခုဘူလက်လတ်ဆွေကပြောတယ်ကျမတို့ KIA ဒီဘက်ကနေမှအာရခစစ်စစ်သားတထောင်ကိုဝေတာ ဒေါ်လာ30ပေးတယ်လို့ပြောတယ်။ဒါကရည်ချင်းစရာတိတ်ကောင်းတယ်เนาะ။ဆိုတော့ဒီနေ့စစ်ခွေးတွေဘက်ကနေ lobby ဒီဒီလို့ပြောတာတမကဘူး။ခဏတော့ပြောလို့ CDM ဘူကြီးတယောက်ကိုယ်တိုင်လည်းဒီလိုမျိုးပြောတယ်ဆိုတော့အော့အော့စရာကောင်းတယ်။ဒါတွေကမပြောတင်တဲ့အရာဖြစ်တယ်။ဘာကြောင့်မို့မပြောတင်တဲ့အရာဖြစ်တယ်လဲဆိုတော့ ချဲ့သားမှာရောက်နေတဲ့တော်လရဲရဲပေါ်တွေအတွက်ကစိုးရင်ဆရာကောင်းတယ်ဒုတိယချက်ကအရခတ်တတော်တွေတိုက်ပေးမှာပဲဒီဘုံမော်ကရတော့မလို့အဲ့လိုမျိုးဖြစ်တယ်တာတိကလုံးဝမပြောတင်တဲ့အရာဖြစ်တယ်နော်အခု AAD ရောက်တယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်လေရင်နဲ့သူတို့က non stop ဘုံတွေလာကျေးလိုက်နေ။ငိုထဲမှာလေဘမောကဘုံမကျေးတဲ့နေ့ကိုမရှိတာဖြစ်တဲ့ဒီနတ်ပါခတွေအမ်းတွေတိုက်တာအာကတတော်တခုပဲတိုက်ပြီးမှတရက်နဲ့ပဲပြောင်းသွားတာမဟုတ်ဘူး။ အာကတတော်ဒီအိအားများတယ်ဟုတ်တယ်တိုက်ခိုက်ရေးကောင်းတယ်ဟုတ်တယ်စူပါမင်းနေမဟုတ်ဘူးရခိုင်ပြည်နယ်မှာအာကတတော်တခုနဲ့ပဲတိုက်ပွဲဖော်ဆောင်ပြီးမှအောင်သွားတဲ့တိုက်ပွဲတခုမှမရှိသေးဘူးဒီလိုမျိုးပြောရင်အာကတတော်ကိုမကြိုက်လို့ပြောတာမဟုတ်ဘူးကျွန်မအဓိကဆိုလိုချင်တဲ့အရာဟာအမြဲတမ်းကြွရတော်တော်လာရေးတယ်ပူပေါင်းနေပါတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တာပါ နော်ဆိုတော့ဒီနဲ့ CDM ဘူကြီးတွေကအစအခုအရခတ်တတော်ကနေမှပမောကိုလာတယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်ပမောမှာရှိနေတဲ့တော်လိုင်းရေကျတော့ KIA ကြီးပဲမဟုတ်ဘူးနော်ဒီနဲ့လက်နက်ကင်တဲ့တိုင်းရင်းသားတွေအားလုံးရှစ်မျိုးအတွက်ဒုက္ခတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ဘူချုပ်ထွန်းမြတ်နိုင် ဗီဒီယိုခေါ်လို့ပြီးမှ သူရဲ့ရှေ့တန်းကစစ်သားတွေကိုပြောတယ်ဆိုတဲ့စကားဟာလုံးဝမမှန်မကန်ပါဘူးလို့ဒီညတော့အဲ့လိုပြောမယ်ခုလွန်ခဲ့တဲ့တဲ့တင်းတစ်ခုထဲမှာတော့ကျွန်မမဟုတ်ဘူးဆိုတဲ့စကားကိုကျွန်မပါဇက်ထက်ကမပြောချင်ဘူးလို့ပြောခဲ့ပြီးဒါပေမဲ့ဒီညကတော့ပြောရမှာမို့လို့ပြောလိုက်ပြီးလုံးဝမဟုတ်ပါဘူးဒီ kitchen official page ကယူပြီးမှလည်းဒီရခိုင်တင်းဌာနမှာလည်းရေးထားတာတွေ့တယ် kitchen official page လို့ရေးလိုက်တိုင်း KIA ရဲ့ တည်င်းဌာနမဟုတ်ဘူးလို့ပြောပြခြင်း ਨੇ ကျွန်တော်အခုအများဖြင့်ကျွန်တော်ကချင်းတည်င်းတင်တာဟာမြစ်ကျနတည်င်းစုံဆိုတာရှိတယ် KNG ဆိုတဲ့တည်င်းရှိတယ်ကချင်း wave ဆိုတာရှိတယ်ဒါတွေကတော့တည်င်းဌာနတွေပေါ့နော်ဒါပေမဲ့ KIA တည်င်းဌာနမဟုတ်ဘူး KIA ကနေတည်င်းအမြဲတမ်းပြောနေတဲ့ဥစ္စာကတော့ Liza TV ဆိုတာရှိတယ်အဲ့ဥစ္စာကတော့ Liza မှာအခြေချပြီးမှထုတ်လွှင့်တဲ့တည်င်းဌာနဖြစ်တယ် ဒါက Liza TV လို့ခေါ်တယ်အဲ့ Liza TV ကလွဲရင်ကြမ်းတာကတော့လုံးဝ KIA နဲ့အဆက်ဆက်လုံးဝမရှိပါဘူးကချင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့လူမျိုးအတွက်အလုံးလုံးနေကြတယ်တရင်ဌာနပဲဖြစ်တယ်လို့ပြောချင်တယ်ဆိုတော့အခုဒီကချင် official page ဆိုတဲ့ Facebook ဟာကချင်ပြည်သူတယောက်ကနေမှတိုင်းတဲ့ Facebook တစ်ခုပဲဖြစ်ပါတယ်လို့ပြောချင်တယ် official လို့ပြောလိုက်တာနဲ့ပဲအားလုံးကတော့ဟာကချင် official ကနေမှဒီလိုမျိုးရေးထားတဲ့အတွက်အကြောင်းလို့ပြောတယ် KIA ရဲ့ Facebook မဟုတ်တလို့ KIAD ဟာရခိုင်စစ်သားတထောင်ကိုလည်းမဝယ်ယူဘူးလို့ပြောချင်ပါတယ်နော်ဒီအခတ်တော်ဒီဟာ27ဒေါ်လာရေးစလာကလေးကကချင်ပြည်နယ်မှာရှိပါသည်နော်အဲ့လောက်ပဲပြောတော့မယ် ဆိုတော့အခုပုံပေါ်မှာလေးရက်နေတော့ကဟဲလီကော်ပတာ၃စီးနဲ့မွန်းညင်းကစစ်ခွေးတွေကိုလာပို့တယ်။နစီးကတော့စစ်သားလာချနိုင်ခဲ့တယ်။တစီးကတော့ KIA နဲ့ပူးပေါင်းတော်လာရဲတွေရဲ့ပြစ်ခတ်မှုကြောင့်ဆုတ်ခွာသွားခဲ့တယ်။ ဘာကြောင့်ဒီနစည်းကတော့စစ်တပ်လာချနိုင်ခဲ့တယ်လဲဆိုတော့အပေါ်ကလေရည်တစည်းကလုံခြုံရဲ့အပြည့်အဝပေးနိုင်ခဲ့တဲ့အတွက်ကြောင့်စစ်ခွေးတွေကိုလာချပေးနိုင်ခဲ့တယ်။နောက်တစ်ခုကတော့ဒီကျွတ်ရုတ် KIAD ယာယီအပြစ်ခိုက်ရက်စဲလုံနေတဲ့အချိန်မှာဟဲလီကော်ပတာခုနစ်စီးနဲ့အစအတောင်းနဲ့လင်းနဲ့ခဲရလာလာချသွားတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဒီအချိန်ဒီဒီစကခ27က တိုက်ဆိုးရှင်နေတာဖြစ်တယ်။ဆိုတော့အခုဗမော်နဲ့ဖကလမ်းမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာပဲတခုတည်းကြံရှိနေတဲ့ Wine Mall ခလာရ58ကတော့ပြည်သူရှိတဲ့နေရာ KIAD ရဲ့စခန်းရှိတယ်လို့ထင်တဲ့နေရာဘက်မှာလက်နက်ကြီးတွေနဲ့နေ့တိုင်းညတိုင်းပစ်ခတ်နေတာဖြစ်တယ်။ဆိုတော့အခုသူတို့သတင်းထွက်လာတာကတော့ဒီပန်ဝါဘက်ကိုသွားတဲ့လမ်းဘက်မှာ ခွေးတွေဆုံးရှုံးသွားတဲ့စခန်းတွေကိုဒီနှစ်အတွင်းမှာပြန်ရရှိဖို့ရာအတွက်အဆိုပြင်းမှာသူတို့ကတော့ပြင်းပြင်းထန်ထန်လှုပ်ရှားနေတာဖြစ်တယ် KIAD ကိုစစ်ခွေးတွေကင်တာကတခြားနေရာထက် ပြင်းထန်တယ်လို့ပြောလို့ရတယ်။ဘာကြောင့်ကြွားကဒီလိုပြောတယ်လဲဆိုတော့ drone တွေဆိုလို့ရှိရင်လည်းဖော်ဖော်တီတီတုံးနိုင်တယ်။လေရင်တွေဆိုလို့ရှိရင်လည်းဖော်ဖော်တီတီတုံးတယ်။အခုဘမော်မှာဆိုလို့ရှိရင်လေရင်နဲ့ဘုံမကျဲတဲ့နေ့တနေ့မှမရှိဘူး။အဲ့လောက်ထိပြင်းထန်နေတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။နော်။အခုနောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကြွရဲ comments ထဲမှာ TNLAD နဲ့ KIA ဂျာမှာဖြစ်နေတဲ့ ်ကိစ္စတစ်ခုကိုမေးလာတဲ့အတွက်ကြောင့်ဒီနေ့အဲ့ဆာဖြေပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဒါကနည်းနည်းလေးလူတွေကိုရှုပ်ထွေးစေတဲ့အရာ ဖြစ်တဲ့ဒီဥစ္စာကိုကျွန်မသိတာကြားပြီ။ဒါပေမဲ့မလို့အပ်ဘူးထင်လို့မပြောခဲ့ဘူး။ကလေးလိုလိုဟိုပြောဒီပြောတိတ်မပြောချင်တဲ့အတွက်ကြောင့်မလုပ်ခဲ့ဘူး။ဒါပေမဲ့အခုကရှုပ်ထွေးစေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒါကိုဖြေပေးရတာဖြစ်တယ်။ဆိုတော့ကျတို့ဗီဒီယိုကြည့်ရအောင်နော်။ကျွန်တော်တို့ဒီအချိန်ပေါ်မှာဘာလို့ဒီလိုလှုပ်တာလဲဆိုတာသူ့အကြောင်းနဲ့သူရှိတယ် 2003 2004လုံးကကျွန်တော်တို့လူခဏရောက်လိုင်းဆာမှာတွားပြီးတော့ပူလောင်းနေပူကြီးနေခဏရောက်ပညာတတ်တဲ့လူတွေပဲတက္ကသိုလ်ပွဲရတဲ့လူတွေပဲခဏရောက်ထဲမှာလိုင်းဆာမှာတည်တော့တာတယောက်မှမကြံဘူးတည်တော့တာဘလို့တည်တော့တယ်လဲဆိုတာကချင်တွေကပြောတယ်ဒီနော်ဘူးပူကြီးနော်ဘူးကွန်းမော်သူပြောတာဒီမြန်အွန်လိုင်းကလေရင်နဲ့လာပုံကျဲတယ်လေရင်နဲ့လာပုံကျဲလို့တည်တော့တာ ဲ့ဒါကျွန်တော်တို့ဘလောင်လူကြီးတွေခုထိမေ့လို့မရတဲ့အရာတစ်ခုဖြစ်တယ်ဘလို့မှမေ့လို့မရအောင်အဲ့ဒီဖြစ်ပျက်ကဘလို့မှမေ့လို့ရကျွန်တော်တို့လူကြီးလည်းစိတ်အယမ်းနာတယ်ဒီဖြစ်ပျက်ကမအားလာကပိုးလာကြရမို့သူတို့တက်ပြလိုက်တာစဉ်းစားကြည့်လေဖြစ်နိုင်မလားစဉ်းစားကြည့်ဖြစ်နိုင်မလားသူတို့ကချင်လူမျိုးတွေတရားမှမတည်ဘူးဘာလို့ငါတို့ဘလောင်လူမျိုး9ယောက်ပဲတည်သွားတာဘာလို့ကျွန်တော်တို့ဘလောင်လူမျိုးတွေပဲကြာဆုံးခဲ့တာသူတို့ကချင်တရားမှမတည်ဘူးတရားမှမတည်ဘူး ကိုဖန်ကိုမိုင်းယူပြီးတော့ထည့်ပြလိုက်တာအဲ့ဒါကိုမာအလာပုံးလာကျဲလို့လေစဉ်းစားကြည့်ရင်ဒါကြောင့်မို့ကျွန်တော်တို့တချို့တချင်းနေကျွန်တော်တို့ပြောကြတယ်ကျေစုကမ်းတယ်ငါတို့ဒီနန်းဒီပေးပြီးမှငါတို့ပြန်ကြိုက်ချင်တာအဲ့လိုမျိုးတို့လူကြီးတည်ရဲ့တို့လူကြီးအတီးဆုံးပဲအခုဒီဗီဒီယိုထဲမှာကြားခဲ့တဲ့အတိုင်းပဲအခုဒီဥစ္စာက ပလောင်ပြည်သူတွေပြောတာလားဒါမှမဟုတ် TNLA စစ်သားတွေပြောတာလားဆိုတာတော့ကျွန်မသိဘူးဒါပေမဲ့ဒီဥစ္စာထွက်လာတယ် ဆိုတော့ဒါကိုကြွဘာမှမဖြစ်ပေးခင်မှာလွန်ခဲ့တဲ့ဒီ TNL Lady နဲ့ကြွတို့ KIAD ပြဿနာစဖြစ်လာတဲ့မနစ်ကလေးကကြွ TNL Lady ရဲ့အကြောင်းတွေအများကြီးပြောခဲ့တယ်ဆိုတော့ TNL လေးစစ်သားတွေကြွတို့ KIAD ကိုပြောတဲ့စကားတွေလည်းအားလုံးလိုလိုတိပြီးသားဖြစ်လိမ့်မယ်ဆိုတော့ဒါတွေကိုတော့ကျွန်မထပ်ပြမှမပြောတော့ဘူးဒါပေမဲ့တခုဖြစ်နေတဲ့ကိစ္စကဘာလဲဆိုတော့ TNL အပေါ်မှာတမျိုးအောက်ကကလေးတွေတည်တာတမျိုးဖြစ်တယ် ဆိုတော့လူဆိုတာကကိုကျေးဇူးတင်ထိုက်တဲ့သူ ကိုကိုပညာတင်ပေးတဲ့သူတွေရဲ့အကြောင်းကိုတော့ကိုရဲ့လူတွေကိုကိုရဲ့ပြည်သူတွေကိုပြောပြဖို့လိုတယ်။ဥပမာဆိုလို့ရှိရင်ရှမ်းတွေကကျမတို့ကိုတနတ်အရေတိကြတော့ကျမမသိတော့ဘူး။တနတ်30ဝင်းကျင်ကို ကျမတို့ KIA တွေကိုပေးခဲ့တာတခုကျမတို့ KIA ဆိုတာဟာရှမ်းမြောက်မှာတည်ထောင်ခဲ့တဲ့လက်နက်ကိုင်ဖွဲ့ဖြစ်တယ်။ဒါတွေကိုကျမတို့ကလက်ဆင့်ပြီးမှကျမတို့ပြောခဲ့တယ်။ ဒီနေ့ဒီအချိန်ထိကျမတို့ဟာဘယ်ရှမ်းကိုမှမစော်ခါခဲ့ဘူးရှမ်းပြည်မှာကျတို့ကတစ္ဆာရှိရှိနဲ့နေခဲ့တယ်ရှမ်းတွေကိုအမြဲတမ်းကာကွယ်ပေးခဲ့တဲ့အတွက်ကြောင့်ကျမတို့ကိုဂုံပြုတဲ့အနေနဲ့ရှမ်းမြောက်မှာမြို့ရွာပေါင်း89ခုကိုရရှိခဲ့တာဖြစ်တယ်ဒါဟာကျမတို့စူးစမ်းလို့မဟုတ်ပါဘူးသူတို့ကိုလှုပ်ပေးတဲ့အတွက်ကြောင့်ကျမတို့ကိုလည်းသူတို့ကိုင်းကျွန်းမြေကျွန်းကိုင်းမြေဆိုတဲ့ပုံစံနဲ့ကျမတို့ကိုပေးခဲ့တာဖြစ်တယ်တကယ်လို့ဒါပလောင်စစ်သားတွေဖြစ်တယ်ဆိုလို့ရှိရင် TNLA ကောင်းဆောင်ဒီဒီကိစ္စနဲ့ပတ်သက်ပြီးမှတရားဝင်ရှင်းပြပါဒါပြည်သူဆိုလို့ရှိရင်နင်တို့ပြည်သူတွေကိုဟုတ်တယ်မဟုတ်ဘူးကောင်းကောင်းရှင်းပြပါဒီကောင်လေးပြောသွားတာက2013လို့ပြောတယ်ဆိုတော့2019ကုန်တဲ့အထိနင်တို့ကိုငိုတို့ပတ်စံထောက်ပံ့ခဲ့တာနင်တို့ကိုငိုတို့တတ်ချင်တယ်ဆိုလို့ရှိရင်လေပြောပြမယ်နော်ဒီနင်တို့ရဲ့ TNL ကောင်းဆောင်ဒီဘဝပြတ်နေတဲ့အခါမှာ တက်ပစ်လိုက်ဖို့အလွယ်လွယ်လေးပဲအဲ့လောက်ထိရိုင်းရိုင်းဆက်ဆံပေးလို့ရတယ်ဒါပေမဲ့နင့်တို့ကိုပလောင်ဒီရဲ့လက်လက်ကင်တပ်ဖွဲ့တစ်ခုဖြစ်ဖို့ရန်အတွက်ကျတို့တွေးမတော်တားမဆတ်အကျိုးတစ်ခုမှမမျောကိုပဲနဲ့နင့်တို့ကိုငိုတို့တီထောက်ခဲ့တာဖြစ်တယ်နင့်တို့ကိုတတ်ချင်တယ်ဆိုလို့ရှိရင်အစကတည်းကတက်ပစ်လိုက်တာကြားလာပြီး ပလောင်တွေကိုကိုညီလိုက်လို့ငရုတ်ကချင်တွေထမင်းစားလာတာလည်းမဟုတ်တလို့နင်တို့ပလောင်တွေကိုငရုတ်ဒီလိုမျိုး TNLA ဆိုပြီးမှမမမမရက်လာတဲ့အခါမှာငရုတ်ကချင်ပြည်နယ်ကငင်းချမ်းသွားမှာပဲဆိုတဲ့စိတ်တက်နဲ့လည်းကိုညီခဲ့တာမဟုတ်ဘူးဒီနေ့ဒီအချိန်ထိလည်းနင်တို့ငရုတ်ကိုဘာမှမကူညီခဲ့ဘူးတောင်းလည်းမတောင်းဘူးမျောလင့်ချက်လည်းမရှိဘူး ို့ဆိုတော့ဒီဥစ္စာကိုဖြေပေးဖို့ရန်အတွက်နည်းနည်းလေးထပ်ပြောချင်တယ်အမေလာ၄ရက်နဲ့တင်းငွန်ရင်းနဲ့တုန်းကတင်းစာရှင်းလင်းပွဲထဲမှာဘူမိုးကြီးတပါလာပြောတယ် KIA နဲ့ TNLAD စာချုပ်ချုပ်ထားတာ၃ခုရှိတယ်လို့ပြောတယ်1986မှာတခါထိုးခဲ့တယ်2013မှာတခါထိုးခဲ့တယ်2023မှာတခါထိုးခဲ့တယ်ဒါကအထက်ကပဟိုလူကြီးတွေထိုးတာဖြစ်တယ် ပြီးရင်2024မှာနှစ်ခုပြန်ထိုးတယ်အဲ့ဆာက DTNLD KIAD ကိုကိုထစ်လက်ရောက်ဇောကားလာတာတွေအများရှိတဲ့အတွက်ကြောင့်ဒါမျိုးမလုပ်ဖို့ဆိုပြီးမှပဟိုတော့မဟုတ်ဘူးပဟိုရဲ့အောက်ကလူကြီးကဆိုင်းထိုးတယ်ဒါမဲ့နင်တို့ကယူမဆိုင်ခဲ့ဘူးနင်တို့စစ်ခွေးတွေနဲ့ကိုမြင့်မှဆွေးနွေးတာနှစ်ခါရှိသွားပြီနှစ်ခါစလုံးမအောင်မြင်လာတဲ့အခါမှာနင်တို့ကိုစစ်ခွေးတွေကနင်နေညညဘုံကျေးလာတယ်နင်တို့ဘက်မှာဝရမရှိဘူး MNDAAD လည်းမရှိတော့ဘူးဆိုတော့နင်တို့လုံးလုံးတိသွားပြီဆိုတော့နင်တို့ဘက်မှာ ောထောက်နောက်ခံလုံးဝမရှိတော့ဘူးအခုနင်းတို့ကပြင်းနေလဲမလွတ်ချင်တော့ဘူးစစ်ခွေးတွေကဆုတ်ဆူလိုက်နင်းတို့မဆုတ်ချင်ဘူးဆိုတော့နင်းတို့ဘက်မှာရက်ပေးမဲ့လူမရှိတဲ့အခါမှာကြတော့အခုဘုံမိုးကြီးတာပါလာကဘာပြောတယ်လဲ NUGD နဲ့ဆက်သွယ်ပြီးမှလက်နက်ကိုင်မဟာမိတ်တွေနဲ့ပေါင်းပြီးမှဒီစစ်ခွေးအာဏာရှင်တွေကိုတော်လာမယ်ဆိုပြီးမှပြောတယ်ဆိုတော့နင်းတို့ရဲ့စစ်ဦးစီးချုပ်လဲ TNLD in Ajilara ကို KIA တွေကမနာလိုဖြစ်တယ်လို့လည်းနင်တို့စစ်ဦးစီးချုပ်တွေပြောခဲ့တယ်။လွတ်ရီဦးမီဒီယာတွေအင်တာဗျူးထဲမှာ KIA တွေကိုအကြောင်းကြားပြီးသားဖြစ်တယ်။သူတို့ရဲ့အုပ်ချုပ်ထားတဲ့နေရာထဲမှာတနက်တကားကနဲ့မတွားရဘူး။စစ်ဘုဆုံးနဲ့လုံးဝအဝန်ထွက်လို့လို့မရဘူး။ ဒါကြောင့်မို့ KIA ကိုဖမ်းတယ်လို့ပြောတယ်ပြီးတော့ခုခိုင်မှာရှိတယ် KIA ရဲ့စက်တွေရဲ့ယုံကိုသူတို့အတန်းနည်းနဲ့တဝန်းစည်းတုံးကလည်း KIA စစ်သားတွေရဲ့အိယာတွေအင်ဂျီတွေအားလုံးကိုသူတို့ယူပြီးမှ ပစ်ပစ်လိုက်တယ်တလောက်ကြီးသူတို့ရင်ရင်ဆိုင်ဆိုင်ကျွန်တော်ကိုဆက်ဆံခဲ့တယ်ကျွန်တော်တခွန်းမှမပြောခဲ့ဘူးဘာမှမလုပ်ခဲ့ဘူးဘာကြောင့်လဲဆိုတော့အကြီးကကျွဲတို့ကစစ်ခွေးကိုတိုက်နေတဲ့အတွက်ကြောင့်သူတို့ကိုကျွန်တော်ဘာမှကိုမလုပ်ခဲ့တာနော်ကျွန်တော်ထောက်ပို့ကားနစည်းကိုသူတို့ရဲ့နေနေဒေတာကိုကြော်လို့မရဘူးဆိုပြမှာကျွန်တော်ရဲ့ထောက်ပို့ကားကိုပြန်ခောက်ခိုင်းလိုက်တယ်ကျမတရင်ထမ်းမှလည်းတင်ပေးပြီးသားဖြစ်တယ်ဆိုတော့ဒီနေ့ကြာမှာပဲမဟာမိတ်ဒီနေ့အချိတ်ဆက်လုပ်ပြီးမှစစ်ခွေးတွေကိုချမှာလားဟုတ်လား အရင်တော့ကနင်တို့မချဘူးလားဒီနေ့နင်တို့မှာအသက်ရှူလာမရှိတော့ဘူးလေစစ်ခွေးတွေလည်းနင်တို့ကိုပြောပြီးသားနင်မြေပေးရင်ပေးမပေးဘူးဆိုလို့ရှိရင်နင်တို့ကိုအပြတ်ကျိတ်မယ်လို့ကျိန်ဝါထားပြီးသားဖြစ်တယ်ဒါကိုလည်းနင်တို့သိပါတယ်ဆိုတော့အခု MNDAD လည်းနင်တို့တကယ်လို့တိုက်ပွဲဖော်ဆောင်မယ်ဆို MNDAD နင်တို့ဘက်ကိုမရက်တော့ဘူးဝါဆိုဝေလာဝေနင်တို့ရဲ့မဟာမိတ်ဆိုတဲ့အာခတ်တော်တွေပါမလားမပါဘူးလားဆိုနင်တို့ပူသိပါတယ်ကျမထက်ဆိုတော့အခု PDF NUGD နဲ့နင်တို့ကတော့ပြောလိုက်ပါတယ်အောက်ခြေက PDF တွေကနင်တို့ကိုလက်ခံလာမလား comments တွေထဲမှာလည်းရှိပါတယ် TNLAD က KIAD နဲ့ PDF တွေကိုမတောင်းပန်ဘူးဆိုလို့ရှင်နင်တို့နဲ့လက်မသွဲဘူးဆိုတဲ့ comments တွေလည်းရှိတယ်လူတိရှင်ကြတောင်းပန်ပြီးမှပဲနင်တို့နဲ့မဟာမိတ်ပြန်ဖွဲ့မယ်ဆိုတဲ့ comments တွေလည်းအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်ပြောချင်တယ် လူရီဦးက KIAD တနတ်တကားကဖြစ်တယ်လို့မီဒီယာကနေပြောခဲ့တယ်လို့မီဒီယာမှာပဲ KIAD ဟာတနတ်တကားကမဟုတ်ဘူးငိုရုရဲ့မဟာမိတ်ဖြစ်တယ်ဆိုတဲ့စကားကိုပြောပါ ပြလို့ရှိရင်စစ်ဦးစီးချုပ်လဲ KIA တွေဟာ TNLD ကြီးထွားလာတာကိုမနာလိုတယ်လို့ပြောတယ်ဒီစကားကိုလည်းနင့်တို့ဖြစ်ရှင်းရမှာဖြစ်တယ်စစ်သားတွေရောပလောင်ပြည်သူတွေရောကျမဘာမှအပြစ်မပြောချင်ဘူးဘာကြောင့်လဲဆိုအထက်ကလူကြီးကကောင်းကောင်းမတင်ပေးတဲ့အတွက်ကြောင့်ဖြစ်တယ်အောက်ခြေမှာတယောက်နဲ့တယောက်ပဋိပက္ခဖြစ်နေတဲ့အတွက်ကြောင့်ဘူချုပ်ကမော်ကနေမှ TNLD နဲ့ဆွေးနွေးဖို့အတွက်အစီအစဉ်ရှိတယ်လို့ပြောတဲ့အခါမှာတာဖုံးကျော်ဘာပြောလဲရှေရှေဝဲဝဲဆွေးနွေးဆရာမလို့ဘူး KIA တွေနင့်တို့မဟာမိတ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ငါတို့ နေမြေကနေထွက်သွားပါလို့ပြောတယ်။ငါတို့ KIA တွေဘယ်တော့မှပလောင်နေမြေမှာမနေဘူးဆိုတာနင်းတို့မှတ်ထား။အခုနင်းတို့မှလမ်းနဲ့လမ်းပဲရှိတော့တယ်။ တလန်းကစစ်ခွေးတတ်တဲ့ဥစ္စာကိုလက်ခံမလားဒါမှမဟုတ်လို့ရှိရင်နင့်တို့ရဲ့အချိုးတွေကိုအကုန်ပြင်ပြမှဒီနေ့ကျတော့ဒေါ်လာရေးနေဆက်တွေ့မလားခြားတော့တိုင်းရင်သားတွေကြားထဲမှာရှုပ်ရှက်ခတ်စေတဲ့အရာတွေကိုနောက်တစ်ခါဒီလိုမျိုးမပြောဆိုဖို့ရတော့ကိုယ့်ရဲ့စစ်သားဖြစ်တဲ့ TNL စစ်သားတွေနဲ့အတူကိုယ့်ရဲ့လူမျိုးဖြစ်တဲ့ပလောင်လူမျိုးတွေကိုကောင်းကောင်းလေးပြောဆိုထားပါလို့ပဲကျွတ်ဒီလောက်ပဲဖြစ်ချင်တယ်နော်ဒီချက်ပို့ပြမှကျွတ်မပြောချင်ဘူး ဆိုတော့ဒီလောက်ပြောလို့ရှင်ကျွန်တော်ပြည်သူတွေလည်းတည်ပြီးဒီဥစ္စာကတည်င်းအမားလားအမှန်လားဆိုတာတော့အားလုံးတည်ပြီးပြီလို့ထင်တယ်။နောက်တည်င်းတစ်ပုတ်အနေနဲ့ကတော့မေလ9ရက်တည်င်းလာနေတုန်းက PGF ခေါ် KNA ကောင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားတွေကိုရာဇွတ်အဖွဲ့အစည်းတစ်ခုအနေနဲ့အမေရိကန်ကနေမှတတ်မှတ်လိုက်တယ်ဆိုတဲ့အကြောင်းဒီစောချစ်သူနဲ့သူ့ရဲ့သားတွေကို အမေရိကန်ဘာနာရေးဆိုင်ရာနဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေး OFAC ကနေမှဒီအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးမှဒီ online ကနေမှငွေလိမ်လည်မှုလူကုန်ကူးမှုမောင်းခိုမှုတွေနဲ့ဒါတွေနဲ့အရေးယူပြီးမှပိတ်ဆို့ထားတာဖြစ်တယ်ဆိုတော့ ဒီထိုင်းနေဆက်ထဲမှာစောချစ်သူတွေကနေမှာ online ငွေလိမ်လည်မှုကြောင့်အမေရိကန်နိုင်ငံသားတွေကပတ်စံဘီလီယံနဲ့ဆုံးရှုံးသွားတယ်လို့သိရတယ်။အခုစောချစ်သူတွေကဘီလီယံနဲ့ရတာတမကဘူးပြီးရင်အဲ့မှာတုံးသွားတာတိတ်သဘောကြတယ်။ စစ်ခွေးတွေရဲ့ယာဇွေမှုကလည်းလဲပဲအမျက်အစွန်းရတယ်လို့ပြောတယ်ဆိုတော့စစ်ခွေးတွေရဲ့ယာဇွေမှုလို့ပြောတယ်စစ်ခွေးတွေကယာဇွေမှုကိုကျူးလွန်တယ်ဆိုတဲ့သဘောဖြစ်တယ်အိုက်ထဲကလည်းလဲပဲအမျက်အစွန်းရတယ်လို့ပြောတယ်လွန်ခဲ့တဲ့အချိန်မှာလည်းကျမတခါပြောဘူးတယ်ဒီစစ်ခွေးကနေပြီးတော့မှသူလှုပ်ထားတဲ့ဖျားကကြားပြန့်ပတ်ဆံတဲ့အမြဲပါဝင်တယ်လို့ပြောတယ်စစ်ခွေးတွေရဲ့ဘူမှုတွေလည်းပဲကြားပြန့်နဲ့ပတ်သက်ပြီးတော့ဖန်ဆီးထားတာတွေရှိတယ်ဆိုတော့အခုဒီ PGF ဆိုတဲ့စောချစ်သူတွေလည်းစ စစ်ခွေးတီရဲ့လူယုံတော်ပဲလေစောချစ်သူစားမှတော့ခွေးချဘူးစားပြီပေါ့မဟုတ်ဘူးလားဒီမျိုးရာဇဝတ်မှုကပတ်စံမရပဲနဲ့စစ်ခွေးအလုံးနဲ့ပဲသူတို့ကကျွန်တော်ချမ်းသာစရာကြောင်းရှိသလားတားရှင်းရှင်းလေးပဲဆိုတော့အခုကဘာကနေလဲစစ်ခွေးတီရဲ့ရာဇွတ်မှုကနေလဲပဲစောချစ်သူကအမျက်အစွန်းရတယ်ဆိုပြီးမှဖော်ပြထားတာဖြစ်တယ်ဒါကတော့တစ်ဖက်ကနေတော့တိတ်ဝမ်းသာစရာကောင်းတယ်ခွေးတီကိုရာဇွတ်မှုပြုလုပ်တဲ့သူ တောက်တိုင်ဖြစ်တဲ့စောချစ်သူတို့ကလည်းအခုရာဆွတ်အဖွဲ့အစည်းအနေနဲ့တတ်မှတ်ထားလိုက်တယ်ဒါတခုကတော့တိတ်ဝမ်းသာဆရာကောင်းတယ်နောက်တခုကတော့ရှက်ဆရာကောင်းတာကမြန်မာနိုင်ငံသားဖိရချစ်ဒီလိုမျိုးစစ်ခွေးလဲနစ်ကြော်လောက်အထိကျတော့နိုင်ငံမှာခြေလေချင်းကိုခံနေရတဲ့နိုင်ငံသားဖိရချင်းကတော့တိတ်ရှက်ဆရာကောင်းတယ်နော်ပြည်သူတွေအားလုံးကြမှာပြည့်ရှိကြပါစေ